ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်နိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ American ဆိုရဝန်ထမ်းတွေအနေနဲ့တရုတ်နိုင်ငံသားတွေကိုချစ်သူရီးစားအဖြစ်မထားရဘူးလို့ American သံရုံးကပြဋ္ဌာန်းခဲ့တဲ့သတင်းမှာတရုတ်နိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ American ဆိုရရဲ့ဝန်ထမ်းတွေအနေနဲ့တရုတ်နိုင်ငံသားတွေကိုချစ်သူရီးစားအဖြစ်ထားရှိတာလိင်ဆက်ဆံရေးလှုပ်ဆောင်တာတွေမလှုပ်ဆောင်မှု American သံရုံးကပြဋ္ဌာန်းလိုက်တယ်လို့ AB သတင်းဌာနမှဖော်ပြလာပါတယ် ယာရုကအနာယူထားတဲ့တရုတ်နိုင်ငံဆိုင်ရာ American အသံမှ Nicholas Ban ကယာရုကအနာယူပြီးတရုတ်နိုင်ငံကနေမထွက်ခွာမီမှာအခုလိုပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းခဲ့တာပါဒီပြဋ္ဌာန်းချက်ကိုတရုတ်ပြည်မကြီးမှာရှိတဲ့ American တရုတ်နေဖြစ်တဲ့ Beijing, Guangzhou, Shanghai, Shenyan နဲ့ Wuhan တရုတ်နေအပြင် Hong Kong မှာရှိတဲ့ကောင်စစ်ဝင်ရုံးကဝန်ထမ်းတွေလည်းလိုက်နာရမယ်လို့သိရပါတယ် အခုလိုတရုတ်နိုင်ငံမှာရှိတဲ့တန်ယုံဝန်ထမ်းတွေကိုကန့်သတ်မှုဟာအမေရိကန်နိုင်ငံအနေနဲ့တရုတ်ဘောတန်တရာဒေါ်လာနေပြီးတန်ယုံဝန်ထမ်းတွေစီကနေအချမ်းလက်တွေမပေါက်ကြားရတဲ့အတွက်ဆောင်ရွက်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူ့သမ္မတဖြစ်ပြီးနောက်မှာအခွန်စည်းကြမ်းမှုတွေနဲ့တုံသွင်းစစ်ကိုစတင်နေခဲ့ပြီးတရုတ်နိုင်ငံဘက်ကလည်းတုံ့ပြန်အခွန်စည်းကြမ်းမှုတွေလှုံ့ဆော်နေပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။